တကမကြီးတို့မကြည်ညိုရင်မကြည်ညိုခွင့်ရှိတယ်မလူရှင်လဲမလူခွင့်ရှိပါတယ်ဓမြတိုက်ပြီးတနတ်ပြပြီးတော့ဓမြတိုက်တဲ့ဘုန်းကြီးတဘာမှမရှိဘူးမှန်လားဦးစင်းပြောတာရှင်းလားဦးစင်းပြောတာဒါကြောင့်ယဟန်တန်ဃာတွေကိုဝရင်ဝရင်တို့ကြီးနဲ့သိမ့်ပြီးတော့ဒီတန်ဃာတွေကဘာဖြစ်တယ်ညာဖြစ်တယ်မပြောပါနဲ့နော်ပုပ်ကိုရေးတူတယောက်အနေနဲ့မကြည်နဲ့ရင်ပြောခွင့်ရှိတယ်နော်ဟိုဖုန်းကြီးကတော့ဝီနီတော်နဲ့မညီလို့ပါရတယ်ပုပ်ကိုရေးဝေဖန်လို့ရတယ်ဂျာလား တန်ဃာဓုကိုဝရင်တုံးနဲ့မယမ်းပါနဲ့လို့ဦးစင်ပြောရှင်တယ်။ရှင်လာဦးစင်ပြောတော့အဲ့ဒီလိုနဲ့ဒီကာမဏိကဖရာတန်သွားယူဝါရတင်တာဖရာကသူဟိုနာလိုပဲမြောက်ပြီးတဲ့အတိုင်းသူဝါရတင်တော့မြတ်စွာဘုရားကပြည်သူပြည်သားတွေဟာလားအဲတခါတော်မတွေကိုပြောတော့မေတ္တာရှိတယ်ကရုဏာရှိတယ်အရာတွေကိုမေတ္တာကရုဏာနဲ့အကြောင်းတွေချီးမွမ်းတယ်အခုလူတွေဒုက္ခရောက်နေတဲ့အချိန်မှာဒါအမျိုးတွေကိုဖျက်ဆီးတယ်လို့ပဲဆိုပြီးဝါရတင်တာနားလည်ပြီလား အမမြတ်စွာဘုရားဘာဟောလိုက်လဲဆိုတော့ဂါမနီတဲ့ငါဘုရားလေတဲ့နော်60တကဘာဘယ်နှကဘာ60တကဘာကိုလေတဲ့ငါငါဘုရားဒီဥစဉ်တို့အပိညာတကူပြည့်ကြည့်ရှုလိုက်တာဟောလာတကိုင်းမကြီးတို့ရေကြည့်ရှုလိုက်တဲ့အခါမှာကြက်ပြီးသားပကဒါနဆိုတာဒီဥစဉ်တို့ကြက်ပြီးသားစွန်းကိုလှူဒန်းခြင်းဖြင့်မွဲသွားတဲ့နော်ပစ္စည်းဥစ္စာတွေဆင်းရဲမွဲတေသွားတဲ့လူ ုပ်ကိုတကတော်မှတဦးတယောက်ကိုမှမမြင်ပါဘူးတဲ့ရှင်းလားဥစဉ်ပြောတာပဏကဘာကြည့်လိုက်လေ90တကဘာမှာဟောလားကြက်ပြီးသားဆုံးကိုလှူပြီးတော့မွဲသွားတဲ့ပုပ်ကိုတယောက်မှမရှိဘူးဥစဉ်တို့ဗုဒ္ဓရဲ့သာသနာတော်ဟာတကတော်မတွေစီကဗဇက်နဲ့ထုတ်ပြီးတော့တကမတို့ဘာလူပါညာလူပါမတောင်းပါဘူးမိမိတို့တရားတရားရှိတို့ပစ္စည်းလေးပါဖိတ်မှန်ထားရင်တော့သာသနာပြုလုပ်ငန်းမှာယဟန်တန်ကာတွေရှိစာသင်သားတွေရှိတယ်ယောဂီတွေရှိတယ် အဲ့ဒီအတွက်ဆရာတော်တွေကခေါင်းဆောင်ပြီးတော့သူတို့ရဲ့စာဝတ်နေရေးကိုဖြည့်ဆင်းရတဲ့အတွက်တရားတရားနဲ့ပြည့်စုံတဲ့တရားတော်မတွေဖိတ်မှန်ထားမှသာလေတခါတလေမဖြစ်နိုင်လို့သာအလှခံရခြင်းဖြစ်တယ်ဝီနီတော်နဲ့အအဆက်ဆက်ပါပဲအပြစ်မရှိပါဘူးမဖိတ်မှန်ထားတဲ့တရားတော်မဆို very sorry ပဲဘယ်တော့မှမတောင်းရည်တော်တစ်ခွက်တောင်းမတော့ပါဘူးသဘောကျလားဦးသိန်းပြောလားမယုံရင်ဒီကမကြီးတို့စုံစမ်းကြည့်လိုက်ပါလေးလာကြည့်လိုက်ပါရေတစ်ခွက်တော့မတောင်းတော့ဘူးပစ္စည်းလေးပါမဖိတ်မှန်ထားရင်ဟုတ်ပြီနော် ပစ္စည်းလေးပါးလေးပါးဖိမ့်မှန်ထားရင်တော့တဏှာတရားမရှိဘူးထင် လုံးဝကိုအလူမခံဘူးတဏှာတရားကြီးမားတဲ့ကိုတကတော်မအရင်ခောက်ခောက်တွေကိုသာလင်ဟာလာသူ့ကိုအားပေးချီးမြှောက်တော့အပြစ်၎င်းသာသနာအတွက်၎င်းအလူခံရခြင်းဖြစ်တယ်ရှင်းလားဦးစင်းပြောတာဒါကြောင့်အဲ့လိုဆွတ်ဆွဲလာတဲ့ပုဂ္ဂိုလ်ဗုဒ္ဓဘလို့ခေါ်လိုက်တယ်90တကဘာကိုကြီးလိုက်တယ်ချက်ပြီးသားဆွန်းတွေကိုလူပြီးတော့မွဲသွားတဲ့တကတော်မပစ္စည်းဥစ္စာပျက်စီးသွားတဲ့တကတော်မတယောက်မှမရှိဘူးတိတ်ကောင်းတာဗုဒ္ဓအဲ့မှာတိတ်သွားတာ ကြာလားမှတ်ထားတာမနီးတဲ့တက္ကရာမတွေအမျိုးတွေပျက်စီးနေတာအဲ့ဒီလိုဒီလူတန်းချင်းကြောင့်မဟုတ်ဘူးစွန့်လူတန်းချင်းကြောင့်မဟုတ်ဘူးဟုတ်ပြီလားတကယ်တမ်းကြတော့ဒေါကကြီးမှာစီစဉ်ဥစ္စာတွေတိုးပွားနေတယ်ချမ်းသာနေတယ်အသုံးအဆောင်ပစ္စည်းတွေပေါများနေတဲ့ပုံကိုယ်တွေကဒါနတံဘူးဒါနိဒါနာကြောင့်စီဝါတိုးတက်နေတာတစ္ဆာတံဘူးဒါနိတစ္ဆာတရားတွေဖြင့်မှန်မှန်ကန်ကန်အလုံးလုံးခဲ့တော့ကြီးပွားအောင်မြင်နေတာ တာမင်ညတံဘူတာနိတီလာတစ္ဆာမဝနာရဒါနတစ္ဆာမတပါတီလာဖြူစင်တန်ရှင်းပြီးစူးစားခဲ့လို့အောင်မြင်နေတာအဲ့လိုဖះပြောတာရှင်းလားဦးစင်ပြောတာအဲအဲ့လိုမျိုးဖះပြောပြီးတော့လောကမှာအမျိုးတွေပျက်စီးနေတယ်ဆိုတော့အကြောင်းရှစ်ချက်ကြောင့်အဲ့ဒီရှစ်ချက်မှတ်ခဲ့ဘယ်နှချက်နံပါတ်1เนาะဒကမကြီးနံပါတ်1ပြောမယ်ရာဇအတော်ဝါမင်းဆိုမင်းညင်းကြောင့်ပါကြောင့်အဲ့ဒါအဲ့ဒါဖះခေါ်တာကျန်လား အဲ့ဒီလိုမင်းမိုက်မကောင်းတော့ဘူးဦးဇင်တိုင်ခိုင်းနေဒီမှာဟောရအောင်မလားဟောရအောင်မလားမိုက်ကမကောင်းဖြစ်နေပြီတန်လားကဲရာဇတော်ပါတယ်ဖရာဟောတယ်တန်လားမင်းဆိုမင်းချင်းကြောင့်တော့မင်းကောင်းမင်းမြတ်မပါဘူးယန်လားမင်းဆိုမင်းချင်းကြောင့်ဘာဖြစ်လဲအဲ့ဒီလိုမင်းတွေကြောင့်ဘာဖြစ်တတ်လဲဆိုရင်တခါကြီးတို့ကမကြီးတို့ကိုရလှုပ်ရင်းနဲ့ဥပဒေနဲ့ညှိရင်လဲကိုရရာဓုအာနာချက်ချင်းမပြောက်ပါဘူးလားစီစဉ်ဥစ္စာအကုန်အသိမခံရဘူးလား ကြောက်စရာကြီးဟုတ်တယ်မလားတရားဥပဒေတွေရင်ဆိုင်ရအကုန်ပြက်စီအဲ့ဒါကြောင့်လဲဘဝကြီးပြတ်နိုင်တယ်နံပါတ်1အဲ့ဒါဂယုစိုက်ပါမှန်တယ်နော်နံပါတ်2စောရတော်ဝါမတရားလူကျင်တဲ့တကူဓမြလူဆိုးတွေကြောက်ဟုတ်ပြီနော်အဲ့ဒါကြောင့်ပဲပြက်စီတော့မဟုတ်ဘူးလားအဲ့ဒါဘဝပြတ်ကြောင်းနေဟုတ်ပြီလားနံပါတ်3ကတော့ဦးသူတို့အခိတော်ဝါမိကြောင်မိတွေလောင်ရင်မပြက်စီဘူးလားအကုန်ပြောင်းသွားတယ်မိလောင်ကိုအိမ်တွေက ်ရေတနာထုတ်တွေမယူအားရင်အကုန်လုံးပြီးလောင်ကုန်ဘဝပြတ်သွားတယ်တချို့တွေဟုတ်ပြီလားယနေ့ချမ်းသာတယ်နောက်နေ့လမ်းဘေးရောက်သွားတယ်ဘဝပိုင်ရှင်တွေအများကြီးပြီးရင်ဥဒကတော်ဝါရေကြောင့်ရေဘေးတွေတိုက်တယ်အခုငလင်ဘေးတွေမရှိဘူးလားဒါဒါပြောတဘာဝအန်တရယ်ကြောင့်အဒီ၃နဲ့၄ကိုတဘာဝအန်တရယ်ကြောင့်ဟောတယ်ငလင်လှုပ်တယ်မပြိုကုန်ဘူးလားအကုန်ပြက်စီးတယ်မီးတွေလောင်တယ်အကုန်ပြတ်တယ်နာခင်မုန်တိုင်းတွေတိုက်တယ်ရေတွေနဲ့အကုန်မျောသွားတယ်ဟုတ်မလားယနေ့ခေတ်ဗန်ကောက်မြို့ကြီးတော့ စိတ်မချရတော့ဘူးလို့ပြောနေကြပြီပညာရှင်တွေเนาะဒါကြောင့်ကြောက်ဖို့အရာတွေကြောက်ပျက်စီးတာဘုံကြီးတွေကိုစွန့်လူလို့မွဲသွားတယ်တိတ်ဟောင်းမရှိဘူးရှင်းလားဦးသိန်းပြောတာဗုဒ္ဓမြတ်စွာဟောတာเนาะအရာနောက်တစ်ချက်ကဘာလဲဆိုတော့မြတ်စွာဘုရားကတခါကြီးတို့မကြီးတို့ဒီမတီမြဲလို့ပြောင်းရွှေ့သွားတာမိမိတို့ရဲ့ပစ္စည်းဥစ္စာတွေအနာရဝင်တထေးတို့မြေကြီးအောက်မှာမြုပ်ထားတယ်ဆက်ရှိကတိတော့ပျောက်သွားတာတဘာဝဥထုတွေပြောင်းလဲလို့ပျောက်စီပျက်စီးသွားတာ အဲ့ဒါကြောင့်ပစ္စည်းဥစ္စာတွေဘာမှအနှံ့နဲ့တချို့ပုံကိုယ်တွေကဘာဘန်တွေပြောင်းလဲမှုနော်ကဘာစီဝါရေးပြက်ကက်တွေကြောင့်တချို့ဘာမှအနှံ့နဲ့လူတွေဆုံးရှုံးသွားတာတွေမရှိနိုင်ဘူးလားအဲ့ဒါမျိုးတွေအဲ့ဒါမျိုးတွေကြောင့်လဲအမျိုးတွေစီဝါဥစ္စာပျက်စီးတယ်လို့ဗုဒ္ဓဟောထားတာ ရှင်းလားဦးဇင်းပြောတာအေးဒါမမြန်လေးပဲပြောရယူပါတော့ဘယ်နှချက်ရှိပြီလဲ၅ချက်လားဟုတ်လားအဲ့နမ6ကပါလဲဆိုတော့တကာကြီးဒီကမကြီးတို့ရေမိမိတို့အလုပ်ငန်းကိုမကျွမ်းကျင်လို့တဲ့။ဘာမကျွမ်းကျင်လို့ မိမိတို့စီဝါရေရွှေလှုပ်တဲ့လူကရွှေအကြောင်းမသိသူများလိန်စားသွားမှာပေါ့ဟုတ်တယ်မလားအိမ်ချမ်းပြေလှုပ်တဲ့လူကအိမ်ချမ်းပြေအကြောင်းမရှိရင်သူများလိန်စားမှာပေါ့စပားဆိုင်တဲ့လူလေယာလုပ်ငန်းလုပ်တဲ့လူကမူလီဝါဒအကြောင်းမစုံစမ်းဘူးစပားရေးအကြောင်းမစုံစမ်းဘူးမြေရှိတွေအကြောင်းမလေ့လာဘူးမသုံးသပ်ဘူးဆိုရင်ကိုမြင့်ညံ့နေမြေဩဇာတွေသုံးတာတွေမသုံးတတ်ရင်မပြည့်စုံဘူးလားဒီတိုင်းပဲစီဝါရေးလုပ်တဲ့လူတွေ၊ကုန်တယ်လုပ်တဲ့လူတွေလုပ်ငန်းပေါ်မှာမကျွမ်းကျင်ဘူးစီဝါရေးဆိုတာကြက်ကြက်ကန်းဆန်အိုးတိုးတာမရှိဘူးကြားလားကိုယ့်ရဲ့ပညာစီဝါရေးပညာ ွမ်းကျင်ရတယ်ကိုလုံးမဲ့လုပ်ငန်းကိုပို့ပြီးကျွမ်းကျင်အောင်အမြဲတမ်းလေ့လာနေရတယ်အမြဲတမ်းစီးပူးနေရတယ်ပညာတွေဟောပြောပွဲတွေနားထောင်မယ်ကိုစီးပွားရေးနဲ့ပတ်သက်တာစာအုပ်တွေဖတ်မယ်အမြဲတမ်းကိုကိုကိုအထိတ်လုပ်နေရတယ်ငါအစဉ်ပြေနေပြီးဈေးရောင်းနေဒီလောက်နဲ့မလုပ်နဲ့အမြဲတမ်းစူးစမ်းနေရဥစဉ်လို့ဆိုတဲ့အမြဲတမ်းစာတွေဖတ်နေရတယ်ဟုတ်ပြီလားအမြဲတမ်းကိုဘွားကိုအောင်မြင်အောင်တရားနာခြင်းစာဖတ်ခြင်းဖြင့် improve လုပ်နေရတယ်တဘုံပေါင်းလားဥစဉ်ပြောလား ကိုကိုကိုမရက်နေရအမြဲတမ်းစူးစားရဟုတ်ပြီလားဒါကြောင့်စီးပွားပြတ်တယ်ဆိုတာဘာလဲအလုံးမကျွမ်းကျင်လို့စီးပွားပြတ်တယ်လို့ဖျားဟောတယ်ယဟန်တော်တွေဆုံးလောင်းလို့ယံမွဲသားတဲ့လူတယောက်မှမရှိဘူးဘယ်နှချက်ရှိပြီလဲနမခွန်ပြောအောင်မယ်နမခွန်ကတော့ဘာလဲကုလာဃာရောတဲ့ဟာပါပြီကုလာဃာရောတဲ့အကြလားတကယ်ကြီးလို့မရလို့ယိမိမိတို့အိမ်မှာအသုံးဖြုံးကြီးတဲ့ပုံကိုယ်တွေကြောင့်ဘာလို့ကြောင့် တဂါမကြီးတို့အိမ်မှာမိသားစုဝင်တွေမှာချဲထိုးနှလုံးထိုးမရှိဘူးလားအဲ့ဒီအိမ်မွေးမယ်မှန်းဟုတ်ပြီနော် လောင်ကစားလုပ်တဲ့အိမ်ရှိရင်မွေးပြီအရက်သေးစားမူရစီဝါတောက်စားအပျော်ပွားလိုက်စားအဲ့ဒါကိုပြောမယ်ဆိုရင်ဒါဆွေမျိုးမိခဲတွေပါတယ်လေအဲ့လိုပုံကိုယ်တွေကိုမောင်လေးတွေကိုသားလေးတွေသမီးလေးတွေတယောက်ယောက်ပါအဲ့ဒီအိမ်မွေးမှာနားလည်ပြီလားဆွန်းလူလို့မွေးတာတယောက်မှမရှိဘူးဒါကြောင့်ဘဝမှာချမ်းသာခြင်းဒီအချက်တွေတတိမထားသင့်ဘူးလား အဲအဲ့လိုရှိတယ်ဆွေမျိုးမိခဲ့နားလဲပြီနော်အဲ့ဒါဒကမကြီးတို့သဘောပေါက်အဲ့ဒါနံပါတ်ဘယ်နှချက်လဲခုနှစ်ချက်နောက်ဆုံးချက်ကတော့အနှိမ့်စပဲတဲ့နောက်ဆုံးချက်ကဘာလဲဒါဦးစင်ချဲ့ပြီးပြောချင်တယ်မပြောနိုင်တော့ဘူးအချိန်မရှိတော့နော်သဘောပေါက်ပြီလားနောက်ဆုံးကဘာလဲအနှိမ့်စပဲဘာမှမမြဲတာကြီးကိုဒကမကြီးတို့ဖုံးကြီးတွေကိုလှူလို့မွဲတယ်ဆိုတာအတိတ်ပဲမရှိပါဘူးတခုတော့ရှိတယ်ဖုံးကြီးတွေကိုလှူလို့မွဲတာကဂုံမတ်တဲ့ဒကာဒကမတွေကြားလား ဂုံမတ်တဲ့တရားတော်မတွေဟာသီလသမာဓိပညာတိုးတက်အောင်လှူဒန်းမတက်ဘူးဇာလားဂုံရဖို့မျက်နှလုံးမျက်နှာရလှုပ်ပြီးတော့တာဆင်ပြုပွဲတွေတအားလို့မြင်းတွေငါဆင်းတွေငါပေါင်းတွေငါဟာလာဘီယာတွေတိုက်ဟုတ်တယ်မလားအမျိုးမျိုးသီလတွေဖြတ်ပြီးလှုပ်တယ်အဲ့ဒါမွဲတက်တယ်ဟုတ်ပြီလားသဘောပေါက်လားဦးစင်းပြောတာမလိုအပ်ပဲနဲ့အဲ မလိုအပ်ပဲနဲ့လူထမ်းတာမျိုးတွေပေါ့နော်တကယ်လိုအပ်တဲ့ပရိယပရိပတ်ကျင့်နေလို့လူထမ်းတာမျိုးကြောင့်မမွဲပါဘူးကြားလားသဘောပေါက်ပြီမို့လားအဲ့ဒါစီးပွားပြတ်ချောင်းလို့အဲ့ဒီလိုမျိုးဟောလိုက်တာကာမဏိကိုကာမဏိကသဘောပေါက်သွားတယ်။ဘာဖြစ်လို့လဲသူ့ကိုနိဂန္ဓတက္ကတွန်းကြီးကတိုက်တွန်းလို့သာသူဝါရလက်တင်တာလေအခုတော့ဖရာရဲ့ဂုံကျေးဇူးကိုနားလဲသွားပြီးတော့ တောင်းပန်တယ်ရှင်မြတ်စွာရဲ့ဒီတရားတော်တွေကအမတန်အန်ချီးပွေကောင်းတဲ့တရားတော်တွေဟုတ်တယ်မလားတကယ်ကိုဝမ်းသာဝမ်းမြောက်ဖြစ်ပြီးအဲ့ဒီမှာတရဏဂုံခံယူလိုက်ပါတယ်ဗုဒ္ဓဘာသာစစ်စစ်ဖြစ်လာပါတယ်သဘောပေါက်ပြီလားဦးဇင်းပြောတာဒါကြောင့်ယန်းတော်တွေကိုစွန်းလူတို့မွဲတာ90တကဘာမှာတယောက်မှမရှိပါဘူးတကမကြီးတို့ဒါနလုပ်တော့မွဲတာမရှိပါဘူး ဒါနကိုမလုတ်တတ်ပဲနဲ့ဂုံတုဂုံပြိုင်ဟုတ်တယ်မလားဖះလူတော်ကြဒါနမဟုတ်ပဲနဲ့ပက္ကသနာဒါနတွေလုပ်ရင်တော့မွဲတတ်တယ်ပျက်စီးတတ်တယ်ဆိုတဲ့အကြောင်းဟာလားမှတ်သားရင်လည်းပဲကုသိုလ်ကောင်းမှုအဆုစုတွေကိုရေဆက်သွန်ချအမြတ်